1940ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ဆိုတာတော့ကမ္ဘာမြေပုံထာရပြောင်းလဲပြစ်မဲ့တမိုင်းရဲ့နောက်ဆုံးနေ့ရက်တည်းရဖြစ်ခဲ့ပါတယ်။ American ရေတပ်အခြေစိုက်စခန်းမှာဘယ်သူမှမသိသေးတဲ့ဘေးအန္တရာယ်တစ်ခုဖြစ်ပွားတော်မှာပါ။စစ်သည်မောဘော်က African American ရေတပ်သား Dorrit Miller ဟာနေထွက်တာနဲ့တပြိုင်နက်ရေတပ်အရာရှိတွေကိုမနှက်စာသွားပို့ပြီးရှော်ဖို့အဝတ်တွေကိုလိုက်သိမ်းနေပါတယ်။အဲ့ဒီအချိန်မှာပဲမနှက်9:58မိနစ်အတိအကျမှာ Dorrit က အုပ်ဟောဆံကိုကြားလိုက်ရပါတယ်။ဘဲရီတသားမှာသူတို့တာဝန်ထမ်းဆောင်နေချိန်မှာမကြားချင်တော့တဲ့အုပ်ဟောဆံမှာသူချက်ချင်းအပြင်ထွက်လိုက်တာနဲ့ကောင်းကင်တစ်ခုလုံးဂျပန်ဘုံရဲလေယာဉ်တွေနဲ့ပြည့်နှက်နေတာကိုမြင်ပြီးတော့အံ့ဩသွားပါတော့တယ်။မျက်စိတမိတ်အတွင်းမှာပဲဂျပန်လေယာဉ်တွေကအမေရိကန်သင်္ဘောတွေကိုတစည်းပြီးတစည်းဖျက်ဆီးပစ်တာကြောင့်ရေတပ်အခြေဆိုင်စခန်းတစ်ခုလုံးမှာဘေးအန္တရာယ်ကြီးကြာရောက်နေသလိုဖြစ်ခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုဟာအမေရိကန်ပြည်ထောင်စုရဲ့ပလဲစိတ်ကန်အခြေဆိုင်စခန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ဒီနေ့မှာတော့ဂျပန်အမေရိကန်လိုနိုင်ငံမျိုးကိုဘာကြောင့်တိုက်ခိုက်ခဲ့ရတာလဲဒေါရစ်မီလာဆိုတဲ့ရေတပ်သားကိုဘာကြောင့်အမေရိကန်အကြီးအကျယ်ဆုံးစုကိုပေးခဲ့တာလဲအမေရိကန်ကဂျပန်ကိုနျူကလ িয়ার လက်နက်တွေနဲ့ဘာကြောင့်တိုက်ခိုက်ခဲ့ရလဲဆိုတာတွေကိုသိကြရမှာဖြစ်ပါတယ်ဝန်ထမ်းမြန်မာ TV ရဲ့စိတ်ဝင်စားစရာဗီဒီယိုတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျပြည်သက်ကြီးကျွန်တော်တို့ရဲ့စိတ်ဝင်စားစရာဇလန်းကတော့1940ခုနှစ်မှာစတင်ခဲ့ပါတယ်အဲ့ဒီတုန်းကဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားနေချိန်မှာ အမေရိကန်ကတရုတ်နိုင်ငံကိုကယ်တင်ဖို့အတွက်အရာအားလုံးကိုအကုန်ကျခံခဲ့ပါတယ်။ဟုတ်ပါတယ်။အမေရိကန်ကဝေဖန်ပြောဆိုနေတဲ့တရုတ်နိုင်ငံမှာပဲ။ဖြစ်ပေါ်ကတော့ဒုတိယကမ္ဘာစစ်စတင်ပြီး၃နှစ်ကြာလာတဲ့အခါမှာဂျာမနီနဲ့အီတလီကတစ်ဖက်၊ဗြိတိန်၊နယ်သာလန်နဲ့ပြင်သစ်တို့ကတခြားတစ်ဖက်မှာပါဝင်နေကြပါတယ်။ဒီစစ်ပွဲမှာအမေရိကန်လုံးဝပါဝင်ခြင်းမရှိဘဲကြားနေခဲ့ပါတယ်။ပထမကမ္ဘာစစ်ရဲ့ဆုံးရှုံးမှုတွေကြောင့်အမေရိကန်ဥရောပနဲ့အာရှစစ်ပွဲတွေကနေ လုံးဝခင်းရှင်းရှင်းနေကျင်ခဲ့တာပါ။ဒါပေမဲ့အမေရိကန်ကိုအဆက်မပြတ်ဒုက္ခပေးနေတဲ့နိုင်ငံတနိုင်ငံတော့ရှိခဲ့ပါဗျ။အဲ့ဒါတော့ဂျပန်မှာပဲ။ဂျပန်မှာသဘာဝအရင်းမြစ်တွေနှဲပါတာကြောင့်သူတို့ရဲ့လူဝတ်ချက်တွေကိုဖြည့်ဆည်းဖို့အတွက်အိန္ဒိယနိုင်ငံတွေကိုအဆက်မပြတ်သိမ်းပိုက်နေခဲ့ပါဗျ။ဂျပန်ဟာကိုရီးယားထိုင်ဝမ်နဲ့တရုတ်နိုင်ငံရဲ့နယ်မြေအများပြားကိုသိမ်းပိုက်ပြီးသားဖြစ်နေပါပြီ။အစိပိတ်သမုတ်တရားထဲမှာလည်းဖိလစ်ပိုင်မလေးရှားနဲ့အင်ဒိုနီးရှားတို့ကိုဂျပန်မျက်စိကျနေခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကတော့ မလေးရှားကဗြိတိရှားရဲ့ကိုလိုနီအင်ဒိုနီးရှားကနယ်သာလန်ရဲ့ကိုလိုနီပြီးတော့ဖိလစ်ပိုင်ကတော့ဂျာနီနိုင်ငံဖြစ်တဲ့အမေရိကန်ကိုလိုနီဖြစ်နေတာပါဒီနိုင်ငံတွေကဂျပန်ရဲ့တခြားနိုင်ငံတွေကိုတိမ့်ပိုက်နေတာကိုမှန်တယ်လို့မြူဆခဲ့ကြပါဘူးဘာလို့လဲဆိုတော့ဂျပန်ရဲ့နောက်ွယ်မှာတကယ်တမ်းဟစ်တလာရဲ့လက်ချက်ရှိနေပြီးဟစ်တလာကဗြိတိန်နဲ့အမေရိကန်ရဲ့ရန်သူဖြစ်နေလို့ပါဂျပန်ကဒီလိုလုပ်ရက်တွေကိုမြင်တွေ့ရတဲ့အတွက်1940ခုနှစ်ဇူလိုင်လမှာ အမေရိကန်ဂျပန်ကိုရေနံပေးဖို့တာကိုရပ်တန့်ပစ်လိုက်ပါတယ်။ဂျပန်မှာကိုပိုင်ရေနံမရှိပဲသူတို့ရဲ့ရေနံလိုအပ်ချက်80ရာခိုင်နှုန်းကိုအမေရိကန်အနေနဲ့တင်သွင်းနေရတာပါ။အမေရိကန်ကတရုတ်မှာတိမ့်ပိုက်ထားတာတွေကိုအရင်ဆုံးဆွန့်လွှတ်ရမယ်။အဲ့ဒီအခါကျမှရေနံပြန်ပေးမယ်ဆိုပြီးတော့အခြေအနေတစ်ခုတတ်မှတ်လိုက်ပါတယ်။ဒီဆုံးဖြတ်ချကဂျပန်အတွက်တော့အလွန်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။တစ်ဖက်မှာတရုတ်မှာတိမ့်ပိုက်ထားတာတွေကိုဆွန့်လွှတ်မယ်ဆိုရင်ကမ္ဘာကဟစ်တလာရဲ့ထောက်ခံမှုရှိပေမဲ့အမေရိကန်ကိုဒူးထောက်သွားပြီလို့ထင်သွားနိုင်ပါတယ်။ တခြားတစ်ဖက်မှာတော့ဂျပန်ရဲ့ရေနံပေါ်မိခိုမှုကလည်းအားနည်းနေပါပြီဒီလိုနဲ့ပဲဂျပန်ကတရုတ်ကနေစစ်တပ်တွေမယုတ်သိမ်းဘူးလို့ဆုံးဖြတ်လိုက်ပါတယ်တကယ်တမ်းမှာတော့ရေနံအတွက်အင်ဒိုနီးရှားကိုတင်ပိုက်မယ်ဆိုပြီးတော့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့ဒါကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးအဲ့တော့အင်ဒိုနီးရှားဟာနယ်သာလန်ကိုလိုနီဖြစ်ခဲ့တယ်ဆိုတာကျွန်တော်သိပြီးသားပါပြီးတော့အဲ့ဒီကိုရောက်ဖို့ပထမအဆုံးအမေရိကန်ကိုလိုနီနယ်ဖြစ်တဲ့ဖိလစ်ပိုင်ကိုသိမ်းပိုက်ဖို့လိုအပ်ပါတယ ဂျပန်ကဖိလစ်ပိုင်ကိုတိုက်ခိုက်ရင်ပစိဘိတ်တမုတ်ဒီယာတွေကအမေရိကန်ရေတပ်ခြေဆိုင်စခန်းဖြစ်တဲ့ပလဲစိတ်ကန်အနေနဲ့လက်တော့ပြန်လာမယ်ဆိုတာကိုကောင်းကောင်းသိပါတယ်။ဒါပေမဲ့ဂျပန်ရေနံတူလောင်မှုတွေကကုန်ခန်းလူနေပါဖြစ်နေပြီဖြစ်လို့တိုက်ခိုက်ဖို့ကလွဲပြီးတော့တခြားရွေးချယ်စရာမရှိတော့ပါဘူး။ဒါကြောင့်ဖိလစ်ပိုင်ကိုမဟုတ်ပဲပလဲစိတ်ကန်ကိုတိုက်ခိုက်ဖို့ပဲရှိတော့တာပါ။ဟုတ်ပါတယ်။ဂျပန်စစ်ကောင်းဆောင်ကအမေရိကန်ရဲ့ပလဲစိတ်ကန်အခြေဆိုင်စခန်းကိုအလင်းငိုက်ဝင်တိုက်ပြီးတော့တစ်စခန်းလုံးကိုဖျက်ဆီးပစ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါမှဂျပန်ကဖိလစ်ပိုင်ကိုအလွဲတကူသိမ်းပိုင်နိုင်မှာပါဒီလိုနဲ့ဂျပန်ဟာပလဲစိတ်ကံကိုတိုက်ခိုက်ဖို့တိတ်ဆိတ်ပြင်ဆင်နေပါပြီသူတို့ရဲ့စစ်ရင်စုကိုစတင်ပြင်ဆင်ရမှာစစ်သင်္ဘောကြီး၂စီးရင်းငုတ်သင်္ဘော39စီးဖြတ်သင်္ဘောအစီး30နဲ့အန်ဟောစရာကောင်းတာကဘုံကျဲလျင်414စီးပါဝင်ပါတယ်ဒီလျင်တွေကိုလျင်တင်သင်္ဘော6စီးကနေပလဲစိတ်ကံစီကိုပို့ဆောင်ခဲ့ပါတယ်ပလဲစိတ်ကံကိုအလင်းငိုက်တိုက်ခိုက်ခြင်းတစ်ဖက်မှာပလဲစိတ်ကံအမေရိကန်တပ်ဖွဲ့တွေကိုကြည့်မယ်ဆိုရင် စစ်တင်းမော်၈စီးလေးချောင်းရံကားဝင်တင်းမော်59စီးရင်းငုတ်တင်းမော်၄စီးနဲ့လေးရင်အစီး390ရှိပါတယ်။ကြည့်မယ်ဆိုရင်အမေရိကန်မှာဂျပန်ရဲ့တိုက်ခိုက်မှုကိုခြေမုံးနိုင်လောက်တဲ့စစ်ရင်အများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့ဒီတိုက်ခိုက်မှုအကြောင်းကိုကြိုတင်သတင်းရဖို့အရေးကြီးပါတယ်။ဒါပေမဲ့ဂျပန်ကဒီတိုက်ခိုက်မှုကိုနီးမျိုးစုံနဲ့လျှို့ဝှက်ထားခြင်းတဲ့အတွက်တိုက်ခိုက်မှုမလုပ်ခင်မှာအကြမ်းဖက်ဆက်သွယ်မှု violence communication ကိုရှောင်ရှားဖို့ဂျပန်စစ်ဘုတ်ချုပ်ကဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ဂျပန်နေထွက်လာတဲ့စစ်ရင်စုဟာကီလိုမီတာ၈၀၀၀လောက်ဝေးတဲ့နေရာကနေအခုဆိုရင်ပလဲစိတ်ကန်းနဲ့ကီလိုမီတာ၃၈၀အကွာမှာပဲရှိပါတော့တယ်။ဒါဟာတိုက်ခိုက်ဖို့အတွက်လေရင်တွေစတင်ပြန်တိုက်ရမယ်နေရာပါ။ဒါဟာအမေရိကန်မပါဝင်သေးတဲ့ဒုတိယကမ္ဘာစစ်ရဲ့အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်လာပါတော့မယ်။1942ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မနက်9:59မိနစ်ကနေစပြီးဂျပန်လေရင်350ကိုအုပ်စုနှစ်စုခွဲပြီးပလဲစိတ်ကန်ကိုဆေးလွတ်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကိုလုံးဝမသိရှိပဲရှိနေတဲ့အမေရိကန်တွေကတော့အံ့အားသင့်သွားကြပါတယ်။ဂျပန်လီယင်တွေရဲ့ပထမအုပ်စုကတင်းမောတွေကိုစီးနင်းတိုက်ခိုက်ခဲ့ပါတယ်။သူတို့ကပလဲစိတ်ကန်ကို45မိနစ်ကြာတိုက်ခိုက်ပြီးတော့ထွက်ခွာသွားပါတယ်။အစားပိုင်းမှာတိုက်ခိုက်မှုပြီးသွားပြီလို့ထင်ခဲ့ကြပေမဲ့30မိနစ်အကြာမှာတော့ဒုတိယဘုံကျဲလီယင်အုပ်စုရောက်လာပြီးပြန်ရှိနေတဲ့ရေတပ်အခြေစိုက်စခန်းတွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာတနာ25မိနစ်ကြာမြင့်ခဲ့ပြီးဂျပန်အတွက်တော့နှီးမျိုးစုံနဲ့အောင်မြင်မှုရခဲ့ပါတယ်။အမေရိကန်တင်းမော20ကျော် စစ်သည်မောကြီးရှစ်စီးနဲ့လေရင်300ကျော်ဟာဘာမှပြန်မလုပ်နိုင်မဲနဲ့ဖျက်ဆီးခံခဲ့ရပါတယ်။မြေပြင်တစ်ခုလုံးမီးလောင်နေပြီးကောင်းကင်တစ်ခုလုံးမီးခိုးလုံးတွေနဲ့ဖုံးလွှမ်းနေခဲ့ပါတယ်။ဒီအကြောင်းကိုဆက်မပြောခင်အခုလိုတန်မိုးရှိရဲ့ဘူးတုရတွေကိုအများနဲ့တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ဝန်သားမြန်မာ TV Channel လေးကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့။ဒါဆိုရင်ဆက်ပြောလိုက်ရအောင်။ဒီချိန်အတွင်းမှာပဲဗီဒီယိုအစမှာကျွန်တော်ပြောခဲ့တဲ့ Dorit Mila လို့ခေါ်တဲ့ African American ရေတပ်သားတစ်ဦးဟာ American စစ်သည်မောတစည်းပေါ်မှာရှိနေခဲ့ပါတယ်။ အဝိရှော်ကိုအဝိတွေစူဆောင်းနေရင်ဒေါရိကအော်ဟောတန်ကိုကြားလိုက်ရပါတယ်။ဒီကြောက်မှတ်ဖွယ်အော်ဟောတန်ကိုကြားလိုက်တဲ့အချိန်မှာပဲဂျပန်တော်ဘီဒိုဒုံးကြီးကသူ့တင်းမောဘော်ကိုထိမှန်ခဲ့ပြီးတင်းမောကပ္ပတိန်အပါဝင်အရာရှိအများပြားဒဏ်ရာရရှိခဲ့ပါတယ်။ဒေါရိကဒဏ်ရာရသူတွေကိုဘေးကင်းအောင်တူးတဲ့ရွှေပြောင်းပေးခဲ့ပြီးတဲ့နောက်လေရင်ပစ်စစ်စနက်စီကိုတွားကဂျပန်လေရင်တွေကိုသူ့ကိုယ်တိုင်ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။သူဟာလေ့ကျင့်မှုမရှိဘဲဂျပန်လေရင်6စီးနီးပါးကိုဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာဂျပန်ရဲ့လေရင်စုစုပေါင်း26စီးကြာဆုံးခဲ့ပါတယ်။ ော်ရီမီလာနောက်ပိုင်းမှာရေတက်လဝကတ်တိုင် Navy Cross လို့ခေါ်တဲ့ဂုံလူဆောင်ဘွဲကိုရရှိခဲ့တဲ့ပထမအဆုံး American African လူမျိုးဖြစ်လာခဲ့ပါတယ်။ဒီစုဟာ American ရေတက်မှာအကြီးဆုံးဖြစ်ပြီးဂုံလူဆောင်တစ်စိမ် Medal of Honor ရဲ့နောက်ဒုတိယအကြီးဆုံး American စုလည်းဖြစ်ပါတယ်။အဲ့လိုတနာရီ15မိနစ်ကြာတိုက်ခိုက်မှုအပြီးမှာဂျပန်လီရင်တွေပြန်သွားခဲ့ကြပါတယ်။ဒါပေမဲ့ဒါသူတို့အနေနဲ့ American ကိုဒုတိယကမ္ဘာစစ်ထဲတွန်းပို့လိုက်ပါပြီ။ ီတိုက်ခိုက်မှုမဖြစ်ခင်အထိဒုတိယကမ္ဘာစစ်မှာမပါဝင်ခဲ့တဲ့အမေရိကန်ပါပဲပလဲစိတ်ကန်းကိုတိုက်ခိုက်ပြီးနောက်တရက်ကြာမှာအမေရိကန်ကဂျပန်ကိုတင်ကန်းစာပေးဖို့ဆုံးဖြတ်ပြီးတော့ပွင့်လင်းစစ်ပွဲကိုလည်းကျင်းပခဲ့ပါတယ်နောက်ထပ်၃လကြာတဲ့အထိအမေရိကန်ကသူ့ရဲ့ရေတပ်အခြေစိုက်စခန်းကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲတင်းမောအများပြားရေတိမ်မှာနစ်မြုပ်ခဲ့တာကြောင့်ပြန်လည်ပြုပြင်လို့ရခဲ့ပါတယ်လေးလကြာမှာတော့အမေရိကန်ကပလဲစိတ်ကန်းကိုတိုက်ခိုက်ခဲ့တယ်လို့ပဲဂျပန်ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်ဟုတ်ပါတယ် 1942ခုနှစ်ဧပြီမှာအမေရိကန်ဂျပန်နိုင်ငံမြို့တော်တိုကျိုဘုံရိုက်ခဲ့ပါတယ်။ဒါဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်ပထမအဆုံးတိုက်ခိုက်မှုဖြစ်ပြီးတော့အဲ့နောက်ပိုင်းမှာလည်းအမေရိကန်ရပ်တန့်မသွားခဲ့ပါဘူး။နောက်ထပ်၄နှစ်တာကာလပတ်လုံးဂျပန်နဲ့အမေရိကန်တို့အပြင်းထန်တိုက်ခိုက်ခဲ့ကြပြီးအဲ့တိုက်ပွဲမှာအမေရိကန်အခုချိန်မှာအသာစီးရနေပါပြီ။ဂျပန်ကတော့ဒီတိုက်ပွဲမှာအလွန်အားနည်းသွားခဲ့ပေမဲ့အရှုံးမပေးဘဲနဲ့ရှိနေပါတယ်။အမေရိကန်တွေကိုလက်နက်ချအညံ့ခံခြင်းမပြုခဲ့ပါဘူး။ နောက်ဆုံး1945ခုနှစ်ဩဂုတ်လမှာတော့အမေရိကန်ကဂျပန်ကိုတိုက်ခိုက်ဖို့အတွက်သူတို့ရဲ့နောက်ဆုံးကတ်ကိုထုတ်သုံးလိုက်ပါတယ်။1945ခုနှစ်ဩဂုတ်လ6ရက်နေ့မနက်7နာရီမှာဂျပန်နိုင်ငံဟီရိုရှိမားမြို့ပေါ်မှာ Boeing B29 Super 4 Truck လေယာဉ်တစ်စင်းကိုတွေ့လိုက်ရပါတယ်။ဒီလေယာဉ်ကလစ်တဲပွိုင်းလို့အမည်ပေးထားတဲ့4400 kg အလေးချိန်ရှိတဲ့ဘုံးတလုံးဟီရိုရှိမားပေါ်ကိုပစ်ချခဲ့ပါတယ်။အတိအကျ43စက္ကန့်အကြာမှာအင်အားပြင်းတဲ့ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး အရာအားလုံးကအဖြူပြောင်ဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်မှာမြေပြင်ကနေကောင်းကင်ကိုမီးလုံးကြီးတစ်လုံးတက်သွားခဲ့ပြီးတော့မြေပြင်အပူချိန်ကို9000ဒီဂရီစင်တီဂရိတ်အထိမြင့်တက်စေခဲ့ပါတယ်။ဒါဟာတမိုင်းတစ်လျှောက်ပထမဆုံးနျူကလ িয়ার တိုက်ခိုက်မှုဖြစ်ပြီးတော့မျက်စိတမိတ်အတွင်းမှာဟီရိုရှိမားအဆောက်အုံ80ရာခိုင်နှုန်းကျော်မြေပြင်နဲ့ညှိပစ်လိုက်ပါတယ်။ဂျပန်စစ်ကောင်းဆောင်တွေရဲ့ခြေထောက်ကမြေသားတွေပြောက်ွယ်သွားသလိုခံစားလိုက်ရပါတယ်။ဘာမှနားမလည်လိုက်ခင်3ရက်အကြာအော်ဂူလာ9ရက်နေ့မှာအမေရိကန်ဂျပန်နိုင်ငံနာဂါဆာကီမြို့ပေါ် နျူကလ িয়ার ဘုံတစ်လုံးထပ်မံချခဲ့ပါတယ်။ဒါကတော့ Fatman လို့နာမည်ပေးထားတဲ့ Mark 3ဘုံဖြစ်ပါတယ်။ဒီ4680 kg အလေးချိန်ရှိတဲ့ဘုံကြားရောက်တာနဲ့မြို့တစ်မြို့လုံးကဖျက်ဆီးပစ်ခံလိုက်ရပါတယ်။ဒီနျူကလ িয়ার ဘုံနှလုံးဟာလူသားတွေပေါ်ပထမအဆုံးနဲ့နောက်ဆုံးအဆင့်ဖြစ်အသုံးပြုခဲ့တဲ့ဘုံတွေပဲဖြစ်ပါတယ်။ခံမန်းကြီးရဟီရိုရှိမားနဲ့နာဂါဆာကီတိုက်ခိုက်မှုတွေမှာလူပေါင်း2,600တောင်တိုက်ဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်ပြီးနောက်တစ်ပတ်မှာဂျပန်အမေရိကန်ကိုလက်နက်ချအညံ့ခံခဲ့ပြီးဒါနဲ့အတူဒုတိယကမ္ဘာစစ်ကြီးလည်းအဆုံးသတ်သွားခဲ့ပါတယ်။ဒီဗီဒီယိုကြိုက်နေတဲ့ပြီးမျှဝေပေးမယ်လို့လည်းမျှော်လင့်ပါတယ်။ comment ပေးကြတဲ့အတွက်လည်းထူးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်တွေ့ကြပါမယ်။